မြန်မာနေဝချင်တွေကိုအစဉ်တစိုက်အားပေးနားဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပရလောကနဲ့ဂမ်းရဇလန်းကောင်းလေးတွေကိုနေ့စဉ်ရွေးချယ်တင်ဆက်ပေးနေပါတယ်။ဒီကနေ့မှလည်းပရိသတ်များနားဆင်ရမယ့်ဇလန်းလေးကစာရေးဆရာနောင်ယိုစေးရေးသားထားတဲ့ဒေါ်ဘီဒါဘီငထွားနဲ့ရမဝရီရှာပုံတော်ဇလန်းအပိုင်း၃စသိမ့်ပိုင်းကိုပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်။နေ့နေ့ဆောင်အချိန်မှာတော့ ထောင်မူလာဦးတို့ဟာစခန်းချဖို့နေရာကိုတက်မှတ်လုံးဆောင်ကြပြီဒီချိန်ထိငထွားတော့ထိုင်နေမြဲထိုင်နေစေဦးနော်နဲ့ထောင်မိုင်ကြီးဥပမော်တို့ကတော့ငထွားကိုအရေးတကြီးကြီးနဲ့လှမ်းကြည့်မလုံမလဲဖြစ်နေတယ်ထောင်မူလာဦး "तू ကတော့ထောင်မိုင်ကြီးဥပမော်တို့နှစ်ယောက်ကိုငထွားပြောပြီးတဲ့နောက်မှာတိတိတသာမျက်စိမျက်နှာပြက်နေရကိုတည်တည်ချာချာသတိထားမိတယ်ဒါကြောင့်လဲနောက်ွယ်မှာအเจ้าတခုခုတော့ရှိနေပြီလို့တွေးနေပြီ" ငါထွားအောင်မင်းမြဲကြည့်ကြည့်စိတ်ကထိမရနိုင်အောင်တဖွာဖွာဖြစ်ပေါ်နေမိတယ်။သူတို့လိုပဲတစ်ဖက်ကငနဲ့နဲ့ညူကြီးတို့ကလည်းဒီအဖြစ်ပြက်အတွက်ကိုအချင်းချင်းတီတိုးစကားတွေခက်မှန်ပြောဆိုနေကြတယ်။ဘာယာကြီးကတော့ငါထွားပြောပြထားလို့တင်းနေပြီးသူဖြစ်တာကြောင့်ပုံမှန်အတိုင်းမဲ့လှုပ်ရှားရှိတာလှုပ်ရင်မတိတရာပြုတ်နေတယ်။တဖြည်းဖြည်းမှောက်ရင်ပြိုးလာတော့ညူကြီးကထိရှာပြီးငနဲ့ကထိမိဖို့ဖို့လှောက်ဆောင်နေတယ်။ငနဲ့ဒီညအောင်မီးမဖို့နဲ့ ကမြစ်တန်ကြောင့်ငနဲ့မောကြည့်ပြီးတော့သူ့အနားမှာရက်နေတဲ့ငထွားကိုတွေ့လိုက်ရတယ်။ကိုထွားချက်စီထားနေတာပြီးပြီလား။အကြာကြီးပဲဗျာ။တညနေကိုကုတ်ရော။ငနဲ့ကမင်းမြဲချင်စိတ်ရှိတာမို့ငထွားကစကားရောကပြောလိုက်တယ်။ငနဲ့မင်းသိချင်တာအခုမသိရသေးဘူး။ဒီညတော့အရေးကြီးတာဖြစ်လာလိမ့်မယ်။ညကြီးကိုလည်းသိစေချင်တယ်။ဘယောက်နေလဲသွားခေါ်ချေကွာ။ငနဲ့ချက်ချင်းပဲထထားတယ်။ ခဏနဲ့ကြာတော့ညိုကြီးနဲ့နှစ်ယောက်အတူတူပြောင်းလာခဲ့တယ်။ကိုထွားဘာထူးချလို့လဲ။ဒီညမှာရမဝရီနိုးထလာလိမ့်မယ်။ဘလို့ညိုကြီးနားမလည်နိုင်ပဲပြန်မင်းမိရဲ့။ငနက်ကလည်းမင်းမလို့ဟတ်ပြင်းနေတဲ့အချိန်မှာငါထွားဘလို့ကြောက်ရရောငါလည်းအသေးအချာမသိဘူး။အခုနာငါ့ကိုတယောက်ယောက်လာပြောသွားတယ်။ဒီညကိုရမဝရီနိုးထလာလိမ့်မယ်တဲ့။မင်းကလေးကိုအရာပြတ်ဖို့ပေးပါတဲ့။အနည်းငယ်တိတ်များလိမ့်မယ်။ မတမာသူကိုသူ့ဘာသာစင်သွားလိမ့်မယ်တဲ့ဘယ်မင်းကလေးကိုလဲမတမာသူဆိုတာရောဘယ်သူလဲမင်းကလေးဆိုတာပို့ရမယ်အယုတ်လေးကိုပြောတာအော်အမလီဗျာဒါလေးကိုများကိုထွားရယ်ပြန်ဖို့ဆိုလဲပို့ရုံပဲပေါ့လွယ်လွယ်လေးကိုဘယ်နဲ့လို့အနေရများရမှာလဲငနက်ကရည်ကျဲကျဲနဲ့ဝယ်ပြောလာတော့ညူကြီးကငနက်ကိုကြည့်ပြီးဟဲ့အောင်ငနက်ကိုထွားကတော်ရုံဆိုရင်မင်းတို့ငါတို့ပြောနေမှာတော့မဟုတ်ဘူးကွာ အနက်တဲ့ရေးကျူးလို့ငါပြောနေတာကွမင်းတို့နှစ်ယောက်ကငါရဲ့ညီကိုရင်းချော်တယ်မို့လို့ပဲကျုပ်တောင်းမှမှာတော့ကိုထွားရဲ့ဆက်ပြောပြပါငနက်ကအနူးညော့တောင်းမှလာတယ်ဒါကြောင့်ငါထွားညူကြီးနဲ့ငနက်ကိုအယုတ်ဖြစ်နေတဲ့ရမဝရီသူအကြောင်းကိုအသေးစိတ်ပြောပြပြီးတော့ရမဝရီရဲ့တိနီယာကိုပါတဆက်တည်းပြောပြလိုက်တယ်ဒါဆိုဟိုလူကြီးတွေကလိန်ညာထားတာပေါ့လိန်ညာထားတယ်ဆိုတာတည်းရုံမှထားတာညူကြီးက ကျုပ်တို့ဘာလုပ်ကြမလဲကိုတော်ငနက်ကတည်ငြိမ်စွာနဲ့ဝင်မေးလာတယ်ဟိုလူတွေရဲ့လာရေးကိစ္စမင်းကလေးကိုပြန်ဖို့ဖို့မဟုတ်ဘူးဆိုတော့ဒီတနာဆရာကောင်းတဲ့မင်းကလေးကိုငါတို့ကပဲပြန်ဖို့ရမယ်ဒါပေမဲ့အန်နီရဲ့ကတိတ်ကြီးမာတယ်နေလေကင်းတော့ကကြားတွေကိုအသေးချာမြင်မိရမဟုတ်လားမြင်မိရဲ့ကိုတော်အဲ့ဒီအကောင့်နဲ့အများအပြားနဲ့ငါတို့ရင်ဆိုင်ရနိုင်တယ်အမလေးလေးလေးအများအပြားဆိုတော့ ဘလောက်တောင်များနိုင်ပါလဲကိုထွားဆဲချီချီမချီရချီပေါ့ဟိုတေကျင်စိတ်ရှိလို့တရရင်တော့မှဒီလိုတော့မတည်ပြရစေနဲ့ဖះဖះကဲ့တင်ပါငနေရဲ့စကားကြောင့်အခက်ခဲကိုရေဆိုင်မှုပြစ်စင်နေတဲ့အကြာငါထွားတို့နှစ်ယောက်ပြုံးပြီးကြလိမ့်တယ်ညိုကြီးဒီကိစ္စကိုမင်းဟာထောင်မူလာဦးစီကိုအသိပေးချင်ဘာရကြီးကတည်ပြီးသားဆိုပေမဲ့စစ်စစ်ပေါက်ပေါက်မသိသေးဘူးဟိုလူတွေတော့မသိစေနဲ့ ဲ့ဒီလူတွေကငါတို့မသိခင်သူတို့ဘာသာခွဲထွက်ပြီးသူတို့ရဲ့ရည်ရွယ်ချက်ကိုအကောက်ထဲဖော်လိုက်မယ်။အော်အရေးကြီးတာတခုရှိသေးတယ်။အဲ့ဒါမင်းတို့နှစ်ယောက်ကထောက်မှုတော့ငွေကြေးကြောင့်ပဲဖြစ်ဖြစ်တခြားဘာကြောင့်ပဲဖြစ်ဖြစ်သူတို့အတွက်ကိုအထူးကျေးခံမဖြစ်စေနဲ့။ဟုတ်ကဲ့ကိုထွား။ဒါပေမဲ့ဒီအကြောင်းမျိုးထောင်မှုလို့စီကိုကိုထွားကိုယ်တိုင်ပြောရင်ရောပုံပြီးပြေဆုံးမယ်ထင်တယ်နော်။ငါသွားပြောလို့မရအောင်ညိုကြည်။ ဒီလူတွေကငါ့ကိုစောင့်ကြည့်နေတယ်။ငါတို့ဘက်ကသူတို့အကြောင်းကိုအလုံးစုံသိနေတယ်ဆိုရင်သူတို့ရဲ့ရွေချက်ကိုလက်လျှော့ပြီးတော့မင်းကလေးရဲ့အယုတ်ကိုဖျက်ဆီးပစ်ကြလိုက်မယ်။ဒီလူတွေကဘာကြောင့်များဒီလောက်ထိတောင်ရုံမာနေရလဲမသိဘူးဗျာ။ညိုကြီးကမခံချင်းမခံတာပြောလာတယ်။ဒါတော့သူတို့စိတ်သူတို့သဘောပေါက်ကွာ။ဘဲသူတိတ်တိတ်ငတိမရင်ပြီးရောဆိုတဲ့စိတ်တဲ့ရှိတဲ့လူတွေကတီးတဲ့ကိုရှိတတ်ကြတယ်ကွာ။ဘသူတွေဘလို့ပဲဖြစ်ဖြစ် ်ငါတို့ကတော့ကောင်းတော့ကိုလုံးကြောက်မှာမဟုတ်လားလုံးမပေါ်ကိုထွားရကဲဒါဖြစ်လေတို့ညီကိုတော့အတူတူလုံးကြတာပေါ့ကွာဟုတ်ကဲ့ကိုထွားငနက်ကောညိုကြီးပါပြိုင်းသူပြောလာတယ်အော်ငနက်အရေးကြီးတာတခုမင်းကိုခန်းကျင်တယ်ပြောလေကိုထွားမင်းကတို့စီကအယုတ်ကိုဒီညသကောက်ရဲမတိုက်ခင်မှာအရာခိုးယူပေးရမယ်ငါတို့ဘက်ကလက်ဦးမှုယူထားမှမင်းမငယ်ကိုငါတို့ကပြန်ဖို့ပေးနိုင်မှာ မဟုတ်ရင်မင်းမငယ်ကိုပြန်ပို့နိုင်မှာမဟုတ်ဘူး။အိုးဖြစ်နိုင်ပါတယ်ဗျာ။ကျုပ်ကငနဲ့ပါကိုထွားရရပြီလို့သာမှတ်လိုက်ပြီတော့။ကဲအခုအစပြီးတော့ဒုဒုတွေစတဲ့လှောက်ဆောင်နေပြီလို့သာမှတ်လိုက်ကြပြီတော့။ဟုတ်ကဲ့ကိုထွား။မထွားရဲ့စကားငနဲ့ကောညိုကြီးတို့ပါဗျာနူခေါင်းညိတ်လိုက်ကြတယ်။ညအချိန်မှာတော့ငနဲ့တယောက်အိတ်ဆက်နေပြီဖြစ်တဲ့ဥပမော်တို့ရဲ့အနည်းကိုတိတ်တဆိတ်ချင့်ကပ်သွားလိမ့်တယ်။ငနဲ့ရဲ့ညက်တော်မှုကြောင့် ဥပမော်တို့ခမရမတိကြအောင်ငနက်ကအယုတ်ထည့်ထားတဲ့အိတ်ဆရာနဲ့အယုတ်လေးကိုထုတ်ယူတယ်ပြီးတော့သူ့လက်ထရတစုံတစ်ခုကိုပြန်လဲကထည့်လိုက်လိမ့်တယ်နောက်တော့ဥပမော်တို့အနာနဲ့တိတ်တိတ်ပြန်လဲထွက်ခွာလာလေသကောင်ရံကိုကြော်လွန်တဲ့အချိန်မှာခြေလာလုံးနဲ့တုံ့ဟီးတန်ကြီးကြောင့်ဥပမော်တို့လန်နိုးလာခဲ့တယ်သူတို့ရဲ့ပဝေးချင်းကိုချိန်ပြီးတော့အရာရာက နေကြီးတစ်ခုလားတဖြည်းဖြည်းချင်းလင်းလာတယ် တဖက်ချက်ရမဝရီလို့သူတို့တိထားတဲ့တောအုပ်စီကလူတန်းသူတန်းတွေကြားခဲ့ရလေရဲ့အနည်းဝေးချင်ကိုကြည့်ပြီးတော့ငါထွားတို့လူစုကရှိမနေတော့ကိုနော်ဟိုကောင်နေရှိမနေတော့ဘူးဗျဥပမော်ရဲ့စကားကြောင့်ဦးနော်ကပဝေးချင်ကိုကြည့်မိလိုက်တော့ငါထွားတို့ကိုမမြင်ရအနည်းဝေးချင်မှာမရှိတာကကျေးတည်သွားလေတယ်ဟာငါထွားဆိုတဲ့ကောင်ကကျုပ်တို့လိုပဲတိနေတဲ့ကောင်ဆိုတော့ရမဝရီဖွင့်တာနဲ့ရွှေရင်းစီကိုပြေးပြီးထင်တယ် တို့အားလုံးသွားကြတာကွာဟိုကောင်ထောင်မိုးပဲပါသွားခဲ့တာတို့တို့တစ္ဆာမဲတဲ့ကောင်ဥပမောကသူ့ရဲ့ငယ်သားဖြစ်သူထောင်မိုးလောက်ကိုအပြစ်တင်ဆဲဆိုလိုက်တယ်ဒီကောင်တွေကအစကတည်းကတကြိတ်တည်းတညံ့တဲ့အပြအတူတူသွားကြတာမဆမ်းပါအောင်ကဲကိုပါမောယူစရာရှိရလေယူပြီးရင်သွားကြရအောင်မဟုတ်ရင်ဆေးပလေးကိုဟိုကောင်တွေရသွားလိမ့်မယ်ဘာအကူကြီးမှမရပဲငါထွားဆိုတဲ့ကောင်ကိုခေါ်ခဲ့မိတာတကယ်အောင်မူပွေးခပိုင်မိတာပဲကွာ ညီမနေနဲ့တော့ကိုပေါ့မော်ရသွားကြစို့ဒီလိုနဲ့အိတ်တွေကိုကောက်လဲလို့သူတို့ယူဆောင်လာခဲ့ပြီးသားဖြစ်တဲ့တနက်တွေကိုထုတ်ကန်လို့ရမဝတီရှိရဘက်ကိုထွက်လာခဲ့ကြတယ်။လမ်းတွေကသူတို့အိမ်မက်ထဲမှာမိမိငယ်လိုက်လံပြသထားတဲ့လမ်းအတိုင်းပဲ။လမ်းအတိုင်းလာကြရဲ့ရမဝတီဘက်ကိုကူးလူပြီးတာနဲ့လမ်းတစ်လျှောက်လုံးမှာရမဝတီသားတွေလှုပ်ရှားသွားလာနေတာကိုလှမ်းမြင်လိုက်ရတယ်။ရှင်ဒီဘက်ကိုသွားကြမယ်။ဦးနှောကခြေလက်မပြတ်လှမ်းရင်းပြောလာတယ် ဥပမောဟိုကလေးမဟုတ်ရောပြန်ဖို့ပေးမယ်လို့ဂရိပေးထားတယ်မဟုတ်လားဂရိတွေဘာတွေမင်းလိုက်တော့ကိုပမောကိုကိစ္စပြီးမှသူ့ကိစ္စကိုလုပ်တော့မယ်ဥပမောမကောက်ကောက်ဘူးနှစ်ယောက်သားရွှေရင်းကြီးဘက်ကိုခတ်တုတ်တုတ်ပဲသွားကြတယ်ရွာဘက်စီကကြားဟိနေတဲ့ချို့ကိုကြားလိုက်ရတယ်ကိုနော်ကြီးအချိန်တိတ်မရောက်ဘူးမြင်းမြဲဝင်းမြင်းမြဲပြတ်ထွက်မှာပဲဥပမောကပြောပြရတဲ့ခတ်တုတ်တုတ်လှမ်းလိုက်တော့ ဦးနော်လည်းအနောက်ကနေခက်တော့တော့လိုက်ခဲ့လေတယ်။နှစ်ယောက်စလုံးဇောကသွားကြရင်တိတ်မကြလိုက်ခင်မှာတော့ရွှေရီလိုသူတို့ခေါ်ဝေါ်နေတဲ့ဂျောက်ကဘာကြီးစီကိုရောက်လာခဲ့ကြတယ်။အရှိမရှိနေတဲ့ကြားောက်ရဲ့ငါးကောင်အုပ်ကိုငါထွားတို့ငါးယောက်တယောက်တစ်ကောင်စီရင်ဆိုင်ကြည့်ကြပြီးရုတ်တရက်ဘာလို့ရမှမသိသူတို့ငါးယောက်ကညာကလေးကအသေးဆောင်နေကြပြီးတော့ရမပါရီပွင့်လာတဲ့ငင်းနဲ့ယူဆောင်လာတဲ့မင်းမငယ်အယုတ်ကိုယူပြီးပို့ဆောင်ဖို့ရရွာစီကိုထွက်လာခဲ့ကြတယ် ီလိုထွက်လာခဲ့ကြရကအခုရမပရိရွာထဲကိုဝင်မဲ့ဆိုကမှ အဆောင်ကြားတွေရထွက်ပေါ်လာခဲ့ပြီအခုတော့ကြားငါးကောင်ရဲ့အရှိစီပါငါထွားတော့ငါရောက်တယောက်တကောင်ရေဆိုင်က မတရိပ်ရေဆိုင်နေကြတယ်သူတို့ဘက်ကရန်လိုပြင်းပြစိတ်မရှိကြတော့မို့လို့လေတိုက်ခိုက်ဖောက်ဝင်ပိုးရကိုစိတ်မကူထားကြအောင်ကိုထွားသူတို့ကကျုပ်တို့ကတ်တက်တော့မယ်ထင်တယ်နော်နနတယောက်ကြောက်ထူးတုံယုံတယ်မကအတန်တွေပါတုံနေတယ် ကျဲတဲ့လူတွေကလည်းမတုံမှုရေတော့မဟုတ်ငထွားလွဲပြီးအကော်လုံးကြောက်တူးတုံကြတယ်ဆိုပေမဲ့အတက်နာဆုံးတော့စိတ်တင်းထားကြတယ်ငနဲ့တယောက်သာကဲကဲပူပူဖြစ်နေတာဒါကိုကြည့်ပြီးဘာယာကြီးပါထုံးကဟင်းကနဲ့အသေးချာနားထောင်ဟုတ်ကဲ့ဒီကြားတွေကိုတော့ငါမပြောတတ်ဘူးပြင်ပကကြားတွေကတော့သူတို့ကြောက်ဟန်မပြပဲသူတို့ရဲ့မျက်လုံးကိုရဲရဲရဲဆိုင်ကြည့်ပြီးတော့သူတို့ရဲ့ရင်ထဲကကြောက်စိတ်ကိုဖွင့်မင်းနိုင်မယ်ဆိုရင်ရှောင်းတိန်ပြကြတယ်လို့သိထားတယ်ကွာ ကျုပ်အဲ့ဒီလိုကြည့်လိုက်မယ်ပြောပြောဆိုဆိုပဲငနဲ့တယောက်မျက်လုံးကိုပြူးနေတဲ့လောက်ပြူးပြီးသူ့နဲ့ရင်ဆိုင်ထားရတဲ့ကြားစီကိုကြည့်လိုက်တယ်ငနဲ့ရဲ့အကြည့်ကြောက်ထဲမှာရဲ့ကြားကအရှိကိုတလန်းတက်လှပြီးဝေါငနဲ့ဟင်းလိုက်တယ်ငနဲ့တယောက်အမလေးလိုအဟိရေဖိနှားရက်သားလဲကျသွားခဲ့တယ်ငနဲ့ရဲ့ရောက်ရခတ်မှုကြောင့်ကြားကခွန်အုပ်ဖို့ပြင်လိုက်တယ်ဒီခိုက်မှာပဲသူတို့ရဲ့အနောက်စီယာတစုံတယောက်ရဲ့လှုပ်ရှားတဲ့ကိုကြားလိုက်ရပြီငထွားက အိမ်မက်ထဲမှာသာမြင်မှုခဲ့တဲ့မင်းမငယ်ကအရှိ့ကိုတိုးထွက်လာခဲ့လေတယ်။မင်းဘယ်ရဘလို့ရောက်လာတာလဲ။နှမကလည်းရမပရီသူပဲလေ။ကျေးစာထဲမှာနှမပါနေရပဲ။အခုရမပရီတကားပွင့်တော့နှမလည်းသူတို့လိုပဲလေ။ငါထွားနဲ့မင်းမငယ်တို့ပြောနေတဲ့စကားကြောင့်ဘာယာကြီးတို့အားလုံးအာအာသိငုံကြတယ်။ तू ကကျုပ်တို့အခုလာပို့တဲ့အယုတ်လေးပဲ။ तू ကပြောင်းပြောင်းသွားတာပါလား။ အလုံးမင်းမငယ်စီကိုစိတ်ဝင်စားနေတဲ့အချိန်ငနတ်ကတော့ကြာမဖီပြီးအရှိကိုတိုးတဲ့တိုးလာနေတာမို့ကြောက်စိတ်ကလေးကဖင်တီးကိုဆွေးအနောက်ကိုဆုပ်နေရတယ်။ဟေးဟဲလိုရီအဲ့ဒီဟာမလေးကိုထားပြီးချက်ကိုကဲပါဦးဗျ။ငနတ်ကငိုတဲ့ပါကြီးနဲ့လှမ်းအော်တော့မှ အကောလုံးငနတ်ကိုတရေရမိကြလေတယ်။စိတ်မပူပါနဲ့။နှမဖြည့်ရှင်းပေးပါမယ်။မင်းမငယ်ကပြောပြောဆူဆူငထွားတော့ကြော်လုံးလို့ကြားရရဲ့အရှိစီကိုသွားလေတယ်။ဟေးမင်းတို့ ်အထွားအဟစ်တားမြို့ဖို့စ조사တယ်ဆိုပေမဲ့စကားတော်မဆုံးသေးဘူးမင်းမငယ်လေးကလက်ကပြကအိုးဝေတဝင်နမေးကြီးအတိတ်ကလာနမေးကြီးရဲ့ကြေစာကိုမထိမိသူတယောက်နဲ့ကြေစာထိမိထားတဲ့လာသားရဲ့ကလေးတယောက်တို့လွတ်မြောက်သွားခဲ့တာကိုမှတ်မိနေသေးလားမင်းကလေးရဲ့အဟစ်မှုစီမှာကြားရရတင့်ငင်းဖြစ်ကုန်ပြီးချက်ချင်းဆိုသလိုပဲတစုံတယောက်ရဲ့အမိန့်ကိုနားခံတယ်လို့ဖြစ်ကစောင်းကြောင်လေးတွေထန်ကုန်ကြတယ်ဒီအခြေအကြောင် မင်းမငယ်ကအတက်သွားလိပြီးတော့ကျမအဲ့ဒီတော့ကကျေစာထိမိပြီးလွမြောက်လာခဲ့တဲ့ကလေးငယ်ပါကျေစာမထိသူမောင်ကြီးကန်ကတော့လူသက်တဲ့အရာအသက်ကန်ကုန်သွားခဲ့ပါတယ်အခုကျမနမင်းကြီးစီကိုကျေစာအတက်ပြည့်စပ်ဖို့ပြန်လာခဲ့ပါပြီသူတို့ကကျမကိုလိုက်ပြီးပို့ဆောင်ပေးကြတဲ့သူတွေပါဒါကြောင့်သူတို့အန်ဒီရမပြုတ်ဖို့အတွက်ကျမအနှူးညွတ်တောင်းမှအပ်ပါတယ်မမငယ်ကအော်ဟစ်မှုအဆုံး ကျန်းကားကောင်ဟာထိုင်နေရာကနေထားလို့တခြားတစ်ဖက်ကိုထွက်သွားကုန်ကြတယ်။မင်းစကားကိုနမင်းကြီးကလက်ခံသွားပြီပဲ။ငါထားပြောလိုက်တော့မင်းမငယ်ကပြိုးရှည်စွာနဲ့လှည့်ကြည့်လိုက်တယ်။ကြားတွေထွက်သွားကြပြီမို့အကော်လုံးကဝမ်းသာပျော်ရွှင်ကုန်တယ်။ဒီခိုက်မှာပဲရွာဘက်ထရနေမိသားစုလိုယူဆရတဲ့လူကြီးတယောက်နဲ့မိမကြီးတယောက်ဥဆောင်လာတဲ့မိသားစုတစုအပြေအလွှာထွက်လာခဲ့တယ်။တမင်းလေး တဏျာရောက်တော့တစုံတရာသူ့တို့တားမြစ်ထားသလိုဖြစ်ပြီးအရှိဆက်တိုးလို့မရတော့ဘူးအဒီခါမှလူကြီးရောမိမကြီးရပါအဲ့ဒီနေရာမှာတည့်ရက်ပြီးမိမငယ်ကိုလှမ်းကြည့်ကသူ့ရဲ့နှုတ်ကနေတမင်းလေးရေလို့အခွန်ပေါက်များစွာလှမ်းခေါ်နေကြတယ်ကျင်းတဲ့လူတွေကလည်းသူတို့နဲ့တော်ဆက်သလိုနန်စားကိုအော်ဟစ်ပြီးခေါ်နေကြတယ်အဲ့ဒါမင်းရဲ့မိသားစုဖြစ်မယ်ထင်တယ်ငါတို့ကတစ်ဖက်ကမိသားစုတွေကိုလှမ်းကြည့်ပြီးပြောလိုက်တယ်မိမငယ်ကခေါင်းကိုအသာလေးညှိပြီးတော့ နှမရဲ့မိသားစုတွေပဲနေမှာဒါသားရွယ်ကလေးကကွဲကွာခဲ့ရတာဆိုတော့နှမတော့ဘယ်မှတ်မိပါမလဲအခုတော့နမင်းကြီးကသူ့ကိုအသိပေးလိုက်တာဖြစ်ပါလိမ့်မယ်မင်းအတွက်ဝမ်းသာပါတယ်ကျုပ်တို့လည်းမင်းကလေးအတွက်ဝမ်းသာပါတယ်ငါထွားပြောတဲ့အတိုင်းထောင်မှုလှအိုးတို့လည်းပြောကြတယ်ဆောက်ရှောက်ကိုကြီးပေးလို့ကျေးဇူးတင်ပါတယ်မောင်ကြီးတို့လက်ခီးမှာဘေးအနေရဲ့ကိမစီလို့နှမဆူတောင်းပေးနေပါမယ်အမြဲတမ်းလည်းသတိရနေပါမယ် သွားခွင့်ပြုပါနော်မထွားတို့ဗျာနုကောင်းကျင်းလိုက်ကြတော့မင်းမင်ကသူ့ကိုကြိုးစို့နေကြတဲ့မိသားစုစီကိုလှည့်ထွက်သွားခဲ့တယ်။ကြောက်တဲ့ကိုတွေ့ဆင်းနေကြတော့အောက်စီယာနဲ့ဂျာကဘာနှစ်ခန်းအတိုင်းတက်လာခဲ့ကြတဲ့လူအိုးကောင်းနဲ့ဝေကိုခန္ဓာအသေးဆောင်နဲ့ညာပြလာတဲ့အကောင်တွေကိုကြည့်ပြီးတော့ဥပမော်တို့လက်ဖြတ်သွားခဲ့တယ်။အချင်းနေမဟောင်းကုန်တော့ကျုပ်တို့လက်လျှောက်ပြီးပြန်တက်ကြသို့မဟုတ်ရင်ကျုပ်တို့တေကုန်ကြလိမ့်မယ်။ဥပမော်ကထိတ်လန့်စွာနဲ့ပြောလာတယ် ကိုဘမော်ဒီစိတ်ပလေးအတွက်ကိုကျုပ်တို့အများကြီးစွန့်စားခဲ့ကြပြီပြီဗဇနာနေမှာတော့ပြန်ပြစ်မချချင်တော့ဘူးဦးနှောကပြောပြောဆွဆွပဲသူ့ခါစီချိတ်ထားတဲ့တက်နဲ့နဲ့အောက်စီရအကောင့်တွေကိုတတိုင်းတိုင်းပြစ်ခတ်တော့တယ်ကိုနော်အဲ့ဒီဆရာအသက်ရှည်စေမှမှန်နေဆိုပေမဲ့အသက်မရှိခင်ကျုပ်တော့မသေးချင်သေးဘူးခမရလိုက်ချင်လိုက်မလိုက်ချင်နေကျုပ်တော့ပြန်တက်ပြီဗျာဥပမောကပြန်တက်ဖို့ကြိုးစားတယ်ဦးနှောကတော့လက်လျှော့မဲ့ဟန်မရှိဘူး နှစ်ယောက်ထဲနဲ့နှစ်သိနှစ်ခိုင်꿰ချပြီဥပမောကကြောက်စိတ်ရဲ့စိတ်စော်အားကြောင့်အပေါ်အမြန်ဆုံးပြတ်တက်လာမိတယ်အပေါ်ရောက်ရှိတဲ့အချိန်မှာတော့အောက်စရာဦးနှော့ကိုပြက်ကြည့်လိုက်ပြီကိုနော်ထားခဲ့လိုက်တော့ပြတ်တက်ခဲ့တော့ဥပမောကထပ်ပြီးအဟိတဲဆိုပေမဲ့ဦးနှော့ကတော့ဂရုမစိုက်အောက်စရာတွေ့တက်လာတဲ့အကောင်တို့သာဒီကောင်မိဒီကောင်တနက်နဲ့ပြစ်ခတ်နေတယ်အောက်စရာဦးနှော့စီကိုအာယုံရောက်နေတော့နဘေးရအသက်ကြောင့်ဥပမောလှည့်ကြည့်လိုက်တော့ ဟာကြားကြားတွေကြားတွေကနင်းနေတော့အကောင်ကြီးနေမဟုတ်ဘူးအကောင်ကြီးအားဖြင့်ဆယ်ကောင်လောက်တော့ရှိလိမ့်မယ်သူ့စီကိုမန်ဖီသွားဖြဲရင်လှမ်းတိုးလာနေတယ်မလုံးနဲ့ဥပမောကသူ့အသက်အန္တရာယ်အတွက်ကိုစိုးရိမ်သွားခဲ့လိမ့်မယ်ဒီကြားအကောင်ကြီးတွေကိုသူ့လက်ထရတနက်နဲ့ပြစ်ခတ်ရင်ရောအเจ้าဟာထူးမင်မထင်ဒါကြောင့်ဖြစ်ချရာဖြစ်တော့ဆိုပြီးတနက်ကိုပြစ်ချကခြောက်ကနေလှည့်ပြင်းပြီးတော့တာပေါ့ ဥပမော်ပြေးပြီးဆိုရနဲ့ကြောက်ကြီးကအနောက်ကနေတအုံအုံလိုက်လာခဲ့တယ်။ဒီအချိန်မှာငါထွားတို့ကရမဝရိယနဲ့ပြတ်ထက်လို့ဖြစ်နေခဲ့တယ်။ဟာဟိုဟိုမမျိုးကြီးကအလန့်တကြားနဲ့နဘေးစီကိုလက်ညှိုးထိုးပြီးတော့အဟစ်လာတယ်။အကောင်လုံးကြည့်ပြီးကြတော့ကြောက်ကြီးရဲ့အနောက်ကနေလိုက်လာတာကိုခံနေရတဲ့ဥပမော်။ကဲကဲကြပါဦး။ဥပမဘွားပြေလွှာရင်အသက်ကိုအဟိလို့အကူကြီးတောင်းနေတယ်။ဒီလောက်ရုတ်ရုတ်မှမှလောဘတက်တက်လို့ကြီး အခုတော့တေပဲတွေ့နေပြီဟုတ်တယ်တေတဲ့နာကြပြီငနဲ့နဲ့ညိုကြီးတို့ကပြောလာတယ်ဟာဟေးအောင်နေဒီလူကြီးတေလို့မရဘူးဟာကိုကိုပေးပါအောင်ဥပမော်လို့ထောင်ပိုင်းကြီးမပါပဲသူတို့ပြင်လို့မရအောင်ဆိုတာကောင်းကောင်းကြီးသိနေတဲ့အတွက်အော်ဟေးပြောလိုက်တယ်ဒီခါမှငါထွားမနေတာတော့ငနဲ့ညိုကြီးမင်းတို့မှာတေတဘိုးတစူးတွေပါလာလားပါတယ်ကိုထွားအဲ့ဒါတွေကိုအသက်ထုတ်တာ ငါလောက်အောင်နဲ့အစ်စ်ကူပေးနိုင်အောင်ပြင်ဆင်ထားကြချင်။မထွားပြောပြတာနဲ့နေရဆရာနဲ့တရှိန်တို့ပြစ်ထွက်သွားခဲ့တယ်။ဥပမောပြင်းနေချင်းမခိုင်းတော့ပဲလဲကျသွားတယ်။ကြားရရဥပမောဝဝင်လာကြပြီ။ဒီခိုင်းမှာပဲတရှိန်တို့ပြေပေါ်လာတဲ့ငါထွားဥပမောရဲ့အရှိကိုခုံဝင်လေးကကြောက်ကြီးတဲ့လုံထွေးရောပါသွားခဲ့လေတယ်။ဒီရဲ့အဖြစ်ပြက်ကိုတော့ဝင်းပေါက်ထွက်ပေါက်နာထောင်မူးလာဦးတို့ကရေတထိတ်ထိတ်နဲ့ကြည့်နေကြတယ်။ညကြီးနဲ့ငနဲ့တို့က တေတဝဒတဇူးတွေကိုကိုက်ဆောင်ပြီးတော့ငထွားကိုကုညီဖို့အသိဆောင်နေကြတယ်။မျိုးကြီးငနဲ့ရော့ဖတ်ရဆိုပြီးကြားတကောင်ကို ခြေတဖက်နဲ့ဝက်ကံပြီးနောက်ငထွားစီရောက်အော်ဒါအော်ဒါအဆုံးမှာတော့ငထွားကဥပမော်ဂုတ်ကနေဆွဲပြီးမျိုးကြီးတို့ဘက်ကိုလှမ်းပစ်လိုက်တယ်။ပြီးတော့အနီးကခုံဝင်လာတဲ့ကြားသုံးကောင်ကိုရှောင်တိမ်ပြီးတကောင်ကိုဖက်ကံကတခြားတစ်ဘက်ကိုမြှောက်ခေါ်သွားလိုက်တယ်။ငနဲ့နဲ့မျိုးကြီးတို့ကဥပမော်ကိုစီးလို့ဖမ်းကြတယ် လူတယောက်ကိုစီဖက်ရတာကလွယ်တော့မလွယ်ဘူးအမေရဖမ်းဖို့တက်အကြမနာအောင်ပဲဖမ်းကြရတာဥပမော်ကန်ကောင်းတာကြာရောက်တဲ့နေရာကတဲမြေပြေဖြစ်နေတယ်နှစ်ယောက်သားဥပမော်ကိုတဲပြီးထပ်ပေါက်စီကိုပြေးကြတယ်ထောက်မူလာဦးဘာယာကြီးတို့လည်းအပြေးကူကြတယ်အကောင်လုံးထပ်ပေါက်အနားနီးမှာမထွားအောင်ရက်ဆောက်နေကြတယ်ထပ်ပေါက်ကပိတ်လို့ပိတ်ခင်ဖြစ်လာပြီထပ်ပေါက်ပိတ်တော့မယ်ထပ်ထွက်ကြအချိန်တွေကအကောင်လုံးငထွားအောင်ဆက်ဆောက်မှုမဖြစ်နိုင်တော့ဘူး ဒီနေရာမှာသာပြိမ့်မရင်ပြတ်ထွက်ဖို့ကလမ်းရှိမှမထဲလူများနေရင်ထွက်ရခတ်လိုက်မယ်ဒါကြောင့်ထွက်ပေါက်စရာနဲ့တယောက်ချင်းစီအမြန်ဆုံးတိုးထွက်ကြရလိမ့်ပြီနောက်ဆုံးကြံတဲ့သူညိုချီကသူထွက်ကနေမှာတော့ကြားရည်နဲ့လုံထွေပြွလွားနေတဲ့ငထွက်ဘက်ကိုကြည့်ကကိုထွက်ရင်ထွက်ပါပိတ်တော့မယ်အမြန်ထွက်ခဲ့တော့အေးလာပြီအဲ့ဒီအတန်နဲ့တူငထွက်တယောက်လွင်ကနေခုန်ထွက်လာတယ်ညိုကြီးလည်းထွက်ပေါက်ကနေတိုးထွက်လာလိမ့်တယ် ။ညိုကြီးလည်းထပ်ပြီးတော့ထွက်ပေါက်ကလူတကိုစားလောက်ပဲကြက်ချင်းမှာတော့ငထွားကအတွေ့ရနဲ့လိုက်ပါခုန်ထွက်လာခဲ့တယ်။ရမဝရီတကားပိတ်သွားခဲ့လိမ့်ပြီ။အလင်းရောင်နဲ့ရုပ်ကနေပြတ်ကုန်တယ်။ပြင်ပလောကစီမှာအမှောင်တူဟာရှိနေစေ။အကုန်လုံးပြီးသွားပါပြီ။ငထွားရဲ့အတန်းသူပြောသူလိုပဲ။သူတို့ရဲ့ရမဝရီရှာဖို့တော့ခရီးကမူလရယူရဲ့ချက်အတိုင်းပဲ။မရှိသေးတဲ့နေရာမှာမနေလို့တဲ့ ခြေစာတက်နေသူရမပရီသူလေးကိုအောင်မြင်စွာနဲ့ပြန်ပို့နိုင်ခဲ့ပြီးအထဲမှာကြုံရတဲ့အန်ဒီယာတွေကြားနေဘေးကင်းစွာနဲ့ပဲပြက်လက်ထွက်ခွာလာခဲ့တယ်မထွက်ခွာနိုင်ခဲ့သူကတော့လောဘကြီးသူဦးနှောတယောက်ရဲ့သားအခုထွက်လာနိုင်ခဲ့တဲ့သူတွေကတော့မနေ့ကအလင်းရောင်လာချိန်မှာအပြက်ခရီးကိုစတင်ကြပါတော့တယ်ပရိသတ်များရှေ့ဒေါ်ဘီဒါဘီငထွားနဲ့ရမဝရီရှာပုံတော်ဇလန်းလေးကတော့ဒီလောက်ပါပဲနော်နားစင်အားပေးခဲ့ကြတဲ့ပရိသတ်တွေတူကြီးစီကို ကျေးဇူးထူးပဲတည်ရှိသလားစာရေးစရာနောင်ယူစေးကိုလည်းကျေးဇူးထူးပဲတည်ရှိပါရရှင့်ဒီဇလလေးကိုတိဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမိပဲဖြစ်ပါတယ်ပရိသတ်များအားလုံးပဲကံကောင်းခြင်းပျော်ရွှင်ခြင်းကျမချင်းတွေကို အစိမ်းသာဝရပိုင်ဆိုင်နိုင်ကြပါစေရှင်